မင်္ဂလာပါရှင်။ဘာမခိတဲ့တဲ့ရင်ဌာနဤထိတ်တန်းတဲ့ရင်များကို တင်ဆက်ပေးပါရမရှင်။အခုပထမဆုံးတင်ဆက်ပေးမယ့်တဲ့ရင်ကတော့ American Time Magazine ကြီးတွင်ကိုထိန်လင်းမစိတ်အုပ်စုအားပြင်းထန်စွာရှုံချရေးသားလိုက်သည့်ဆောင်းပါ။မိမိကိုပထမဆုံးအကြိမ်အကြေချုပ်ချထားဖို့လာရောက်ဖမ်းဆီးစဉ်ကကျွန်တော်၁၇နှစ်အရွယ်သာရှိသေးသည်။ထိုချိန်ကကျွန်တော်မိမိနဲ့အတူရှိနေခဲ့သည်။စစ်သားများရောက်လာပြီးចောင်းသားလူငယ်များအားခေါ်ထုတ်သွားကြသည်ကိုမှတ်မိနေပါသေးတယ်။ ရှင်နဲ့အတူမမေတီလည်းပြင်ပလောကကြီးနဲ့အဆက်အသွယ်ပြတ်သွားခဲ့ရသည်သို့သောကျွန်တော်အဖို့ကနောက်ပိုင်းရသက်တပတ်အတန်ကြာဒေါအောင်ဆန်းစုကြည်ဆိုသည့်မိမိကိုကျွန်တော်တဦးတည်းပိုင်ဆိုင်ခွင့်ရသွားခဲ့သည်ယခုကျွန်တော်အသက်48နှစ်ရှိလာခဲ့ပြီးမိမိသည်လည်းစစ်အာဏာသိမ်းပြီးအဖမ်းခံရမှုနှင့်ရခင်ထက်အပုံကြီးဆိုးရွားလာနေသောအခြေအနေနှင့်ရင်ဆိုင်နေရပြီဖြစ်သည် မိမိသည် ရှာရှာပါပါရလာခဲ့သောလွတ်လပ်သည့်ရွှေခောက်ပွဲတွင်မဲအကြီးအတွက်80နှစ်ရာခိုင်နှုန်းဖြင့်အပြည့်အသက်အနိုင်ရရှိခဲ့ပြီးနောက်၃လအတွင်းအဖမ်းခံခဲ့ရခြင်းဖြစ်သည်အသက်80ရှိလာပြီဖြစ်သည့်မိမိသည်ယခုအခါနှလုံးသဖုံးနှင့်အယိုးရောဂါများခံစားလာရပြီဖြစ်သည်ရခိုင်အချင်းချခံရရစဉ်ကအိမ်တွင်ပင်နေခွင့်ရခဲ့ပြီးမိသားစုနှင့်အဆက်အသွယ်ရခဲ့သည်များရှိခဲ့တော်လဲယခုအခါမြည်သည့်နေရာတွင်ရှိနေပန်းဖြင့်မတိရတော့ ရခင်ကဖေဖေအကိုဖြစ်သူနဲ့ကျွန်တော်တို့အတူတူခရစ်မတ်အတူဆင်နွှဲခွင့်ရခဲ့ဘူးသေးသည်။ယခုအခါတွင်တော့မိတ်ဆွေမိသားစုဝင်တဦးတလေမြတွေ့ခွင့်မရတော့မိမိထံမှစာတို့ကလေးတစ်စောင်သာကျွန်တော်ရရှိခဲ့ဘူးသည်။အသက်အရွယ်ကြီးရင်နေပြီဖြစ်သောအမျိုးသမီးကြီးတဦးအားအသက်ရှင်လျက်နှင့်နှုတ်ပိတ်ထားခြင်းသည်တရားမျှတမှုကင်းမဲ့နေသည့်အပြင်ဂုံတိတ်ခါမဲ့သောလုပ်ရလေဖြစ်သည်။ဤကဲ့သို့ရက်ဆက်စွာဆက်ဆံနေမှုသည်စေအုပ်စုဤတယုံမှန်ကိုပြဆိုနေခြင်းပင်ဖြစ်သည် မိမိကိုဆွဲဆိုထားသော အမှုများသည်လည်းလှုပ်ကြံလီဆဲထားခြင်းသာဖြစ်သည်မိမိကိုဖမ်းဆီးထားခြင်းသည်ဆီအာနာရှင်မင်းအောင်လိုင်ဦးဆောင်သည့်စစ်အုပ်စုကအာနာကိုစုပ်ကင်ထားရန်အတွက်ပြုလုပ်သောကောက်ကျစ်ဆင်းလဲသည့်ပရိယေဖြစ်သည်။မြန်မာရှိအကျဉ်းထောင်များ၏အခြေအနေသည်အလွန်တရာဆိုးဝါးကြောက်မက်ပွဲကောင်းလာပြီးလူအခွင့်ရေးအဖွဲ့များအစိုးရအရတလားလျင်နိုင်ငံရေးအကျဉ်းသား၂ဦးခန့်တည်ဆုံနေသည်။ကျွန်တော်၏မိခင်အားဆေးကုသမှုခံခွင့်မပေးခဲ့ကြသည့်အပြင် စကားပြောခွင့်အပါအဝင် အခြေခံလူအခွင့်အရေးများပင်မရပဲဖြစ်နေသည်မိမိအသက်ကြာကြာရှင်နိုင်ပါတော့မလားဟုကျွန်တော်စိုးရိမ်နေမိသည်ကျွန်တော်အဖို့မျှော်လင့်နိုင်သည်ကမိမိလွတ်မြောက်ပြီးစေကူတာခွင့်ရဖို့ကျွန်တော်နေ့နောက်တစ်ချိန်ပြန်ဆုံနိုင်ခွင့်ရဖို့ပင်ဖြစ်သည်ကျွန်တော်ဤပန်ချားချက်သည်ပုဂ္ဂိုလ်ရေးအရာမဟုတ်ကိုကျင့်တရားနှင့်လည်းသက်ဆိုင်နေပါသည်အမှန်တရားတောင်ဝင်ခံခွင့်နဲ့လွတ်လပ်စွာပြောဆိုနိုင်ခွင့်မရှိ ဖြစ်နေသည့်တန်60သောမြန်မာပြည်သူများအတွက်လည်းဖြစ်သည်။နိုဝင်ဘာ10ရက်နေ့သည်လွတ်လပ်သောရွေးကောက်ပွဲဖြင့် မိမိအားနိုင်ငံဤခေါင်းဆောင်တဦးအဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြသည့်နေ့လေဖြစ်သည်ယခုအခါစေအုပ်စုသည်သူမအားဖြုတ်ချပြီးအတူရောင်ရွေးကောက်ပွဲအားဒီဇင်ဘာလအတွင်းပြုလုပ်ပြီး၎င်းတို့၏အုပ်ချုပ်ရေးကိုတရားဝင်လာတဲ့အောင်ဖြစ်ရန်ကြိုးပမ်းနေပြီဖြစ်သည်ထို့အရေးအတွက်ကမ္ဘာကြီးသည်နှုတ်ဆက်မနေမှဖြစ်မည်အနာသိမ့်မိကလေးကစေအုပ်စုသည်လူမှုအပေါ်အကြောက်တရားကမ်ပိန်းကိုမှညမတာအတုံးမသက်ဆင်နွှဲလာခဲ့သည်ခြေပါများကိုမိတိုက်ခဲ့သည်အယက်သားပြည်သူများကိုတပ်ဖြတ်ကွပ်မျက်ခဲ့ကြသည် ကလေးသူငယ်များကိုပြစ်မှတ်ထားလာခဲ့သည်လူ6000ခန့်တိဆုံးခဲ့ရပြီးနိုင်ငံရေးအကျဉ်းသားအဖြစ်လူ2000ခန့်လောင်ချိုက်ထဲထည့်ထားခဲ့သည်ကုလသမဂ္ဂကပင်မြန်မာနိုင်ငံ၏အခြေအနေသည်အဆိုးဝါဆုံးသောလူသားတို့၏ရင်ဆိုင်နေရသည့်အကျက်တဲကြီးဟုဖော်ပြခဲ့သည်ဝန်내ဖို့ကောင်းသည့်ကထို့သောအုပ်ချုပ်နေသူများ၏ခွင့်ပြုချက်ဖြင့်ကျူးလွန်နေသောအကြံဖတ်မှုများကိုနိုင်ငံတကာအသိုင်းအဝိုင်းကအားပေးကူညီနေခြင်းပင်ဖြစ်သည် 2021ဧပြီလတွင်မေယောင်လိုင်းသည်အာဆီယံ၏နိုင်ငံတွင်သွေးထွက်တန်ရုံမှုများအဆုံးသက်ပြီးဆစ်ဆက်ဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်ရန်ချမှတ်ခဲ့သောဘုံသဘောတူညီချက်၅ရပ်ကိုသဘောတူခဲ့သူဖြစ်သည်။ထို၅ချက်သည်အကြံဖတ်မှုများရပ်တန့်ရေးအလုံးတွင်ပါဝင်တွဲဆောင်ဆွေးနွေးရင်းအထူးတန်တမန်အားပြန်ဖြေခွင့်ပေးရင်းလူသားချင်းစာနာထောက်ထားသည့်အကူအညီများပေးခွင့်ပြုရင်းအထူးတန်တမန်အားသက်ဆိုင်သူများအလုံးနှင့်တွေ့ခွင့်ပေးရို့ဖြစ်သည်။မြောက်လိုက်သည်မြည်သည့်အချက်ကိုမျှလိုက်နာခဲ့ခြင်းမရှိ အကြံဖတ်မှုများတိုးတည်ထက်တိုးလာပြီးအကူအညီများအားလည်းပိတ်ဆို့ထားခဲ့ပြန်သည်ကျွန်တော်ဤမိခင်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးအတင်းချခံရစေဖြစ်သည်ပြည်ခဲ့တဲ့လအာဆီယံထိပ်သီးအစည်းအဝေးတွင်ခေါင်းဆောင်အလုံးကအချက်၅ချက်ကိုပင်မြန်မာအချက်တည်းဖြည့်ရှင်းရေးအတွက်လုပ်ငန်းပေါင်းအဖြစ်ထပ်မံအတည်ပြုခဲ့ကြသည်။လက်ရှိဆေးအုပ်စုမှပြုလုပ်မဲ့ရွေးကောက်ပွဲသည်တရားဝင်မှုရှိမည်မဟုတ်ဟုထပ်ပြောခဲ့ကြသည်။ထိုယက်တီချက်ကိုစင်ကာပူမလေးရှားအင်ဒိုနီးရှားတို့ကဥဆောင်လာခဲ့ခြင်းကပင် ၎င်းတို့၏ဒီမိုကရေစီလမ်းပြမြေပုံဆိုသည်ကအဖြစ်မဟုတ်ပင်အလေအညာသာဖြစ်သည်ကိုပို၍သဘောပေါက်လာကြောင်းထင်ဟပ်ပေါ်လွင်စေခဲ့သည်ထိုယက်တီချက်ကိုကြိုဆိုရမည်ဖြစ်တော့လေအတိတ်ပဲရှိလာမည်အရေးယူဆောင်ရွက်ခြင်းမျိုးတပါးတည်းလိုက်ပါလာရမည်ဖြစ်သည်စကလုံးများတက်တက်ဖြင့်လူအသက်များကိုကာကွယ်ပေးနိုင်မည်မဟုတ်သလိုငြိမ်းချမ်းရေးကိုလည်းဖော်ဆောင်နိုင်မည်မဟုတ်ပင်အာဆီယံအနေဖြင့်မင်းအောင်လိုင်းနှင့်အဖွဲ့ကိုတရားဝင်အဖြစ်အတိမတ်မပြုရန် ပြည်သူများအပေါ်စစ်ပွဲဆင်နွှဲနေသူများဖြစ်ပြီးတန်းတူညီတူသဘောထားပြီးဒေသတွင်းအစည်းအဝေးများသို့တက်ရောက်ခွင့်မပြုရန်အလားတူအာဆီယံတီလက်ရှိစစ်အုပ်စုကဆက်၍အာဏာရှင်ဆန်ဆန်အုပ်ချုပ်သွားနိုင်ရန်အယောင်ပြစီစဉ်နေသည့်တရားမဝင်သောမမှန်ကန်သောအထုရောင်ရွေးကောက်ပွဲကိုအတိမတ်ပြုခြင်းသို့မဟုတ်ဂုံတိတ်ခါမြင့်တင်ပေးခြင်းမျိုးမပြုလုပ်သင့်ပေ ASEAN သည်မေအောင်လိုင်းသို့မဟုတ်၎င်း၏ကိုယ်စားလှယ်တဦးဦးအားတန်းတူညီတူအဖြစ်အစည်းအဝေးများကိုတက်ရောက်ခွင့်ပြုမည်ဆိုက ASEAN တည်ထောင်ထားသည့် မှုများဖြစ်သောငြိမ်းချမ်းရေးတရားမျှတရေးနှင့်ဖူပေါင်းဆောင်ရွက်ရေးဆိုသည့်များကိုအာခံသစ္စာဖောက်နေခြင်းကိုစုလက်များချင်းမြင်တယ်လို့ဖြစ်သွားပြီမြန်မာနိုင်ငံ၏အဖြစ်တစ်နှစ်သည်ပြည်တွင်းတွင်ဖြစ်ပွားနေသောကြွေကွဲဝယ်ဖြစ်ရတာမဟုတ်တော့ပဲတကဘာလုံးတို့ပဲ့တင်ရိုက်ခတ်လာနေပြီဖြစ်သည်မြန်မာနေတီးဆက်နေသောဒေသများတွင်စစ်တပ်နှင့်ဆက်ဆက်နေသောလက်နက်ကိုင်အဖွဲ့များ၏အခါအခွဲဖြင့်ရဇဝတ်ကိုင်းများသည့်ကိုရရများတပ်ဖွဲ့တိုးလာနေပြီးမူရစီဝါကုန်ကူးမှု အွန်လိုင်းမှာတက်ဆင့်နိုင်ငံဖြတ်ကျော်လိမ့်လေနေသည့်ပြစ်မှုများကျူးလွန်နေကြသည်မြန်မာစစ်တပ်မှတိတိကျကျနှင့်အကောက်အွယ်ပေးထားသည့်အွန်လိုင်းငွေလိမ်ကိန်းများသည်နိုင်ငံပေါင်းစုံမှလူများကိုတိမ်သွေး၍ကျုံအဖြစ်ခိုင်းစေနေကြသည်ဒေါ်လာဘီလီယံပေါင်းများစွာဝင်ဝင်များရရှိနေပြီးစေအုပ်စု၏သွေးများရွှဲရွှဲဆုံနေသည့်ကမ်ပိန်းကိုပံ့ပိုးပေးနေကြသည်တကဘာလုံးအတိုင်းအတာဖြင့်အင်တာနက်မှကျူးလွန်နေသောလိမ့်လည်မှုများအတွက်2024တွင်ဒေါ်လာ16.4ဘီလီယံဆုံးရှုံးခဲ့ရသည်ဟု FBI မှ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်ထို့ထဲတွင်အမေရိကန်ဖီတိန်နှင့်ဂျပန်တို့အများဆုံးခံခဲ့ရကြသည်ထိုရာဇဝတ်ကိုင်းကြီးများကမြန်မာစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများနှင့်လူထုအားဖိနှိပ်ချုပ်ချယ်မှုများကိုငွေကြေးပံ့ပိုးပေးနေကြသည်ကလေးသူငယ်များကိုအကျဉ်းချထားသည့်စေအုပ်စုသည်မူရစ်စေဝါလူကုန်ကူးမှုများနှင့်အွန်လိုင်းလိမ်လည်မှုများမှအကျိုးအမြတ်ရနေကြသည်အစိုးရအဖွဲ့တစ်ဖွဲ့မှ စစ်ပွဲအတွက်ရန်ပုံငွေရရန်လိမ့်လဲမှုများဂျွန်ပြုတ်ထားမှုများအပေါ်မိခိုနီယာဘီဆိုကလေးကတရားဝင်ရက်တီပိုင်ခွင့်ဆုံးရှုံးသွားခဲ့ခြင်းဖြစ်သည်သို့ဆိုကမြန်မာပြည်အတွက်အဖြစ်သည့်အဖေနီမြန်မာပြည်သူများအဖေတို့ငြိမ်းချမ်းစွာနေထိုင်နိုင်ကြပေမည်နီပထမဆုံးမရှိမဖြစ်အတိအမှတ်ပြုရမည်ကပြဿနာသည်မြန်မာစစ်တပ်ဖြစ်သည်ဆိုသည်ပင် ကျွန်တော်၏အဖိုးဖြစ်သူတီထောင်ပေးခဲ့သည့်အခွဲစည်းသည့်ယခုအခါလူများအစုလိုက်ပြုံလိုက်တက်ဖြတ်နေသည့်အဖြစ်ရောက်နေသည်ကို တွေ့ကလွန်စွာထိတ်လန့်တုန်လှုပ်ရှားပေးလိမ့်မည်။ကမ္ဘာတန်တမန်များကမင်းအောင်လိုင်းသို့မဟုတ်၎င်း၏ကိုယ်စားလှယ်များကိုနိုင်ငံကောင်းဆောင်များသို့မဟုတ်ဝင်ကြီးအစဉ်အစည်းအဝေးများတွင်အတိအမှတ်ပြုနေရပေးရန်ညှင်းဆိုကြရပေမည်။၎င်းတို့၏မှန်မှန်ကန်သောမဲပုံသည်အပေသူသောအရာဖြစ်သည်ကိုထုတ်ဖော်ရမည်။၎င်းမှာလိမ်လည်မှုဆိုသည်ပင်ဖြစ်သည်။မြမတွင်ငြိမ်းချမ်းရေးရလိုသည်ကို ရင်တွေ့လိုသူများအနေဖြင့်နိုင်ငံအားတရားဝင်ကိုစားပြုသည့်အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင်ပြည်သူများ၏အစ်အမှန်ထောက်ခံမှုကိုရနေသည့်လူမျိုးစုအဖွဲ့အစည်းများနှင့်ဓာတ်ရိုက်ထိတွေ့ဆက်ဆံရမည်ဖြစ်သည်။ကုလသမဂ္ဂသည်လည်း NUGE ကိုဆက်လက်ဦးကျော်မိုးထွန်းကိုသာမြန်မာ၏အမြဲတမ်းအတမတ်ကြီးအဖြစ်အတိမတ်ပြုရပေမည်။ထိုပုဂ္ဂိုလ်များသည်သာမြန်မာပြည်အတွက်ကိုစားပြုပြောဆိုနေသူများဖြစ်သည်။ ဂျပန်၊အိန္ဒိယ၊အမေရိကန်အပါအဝင်အကျိုးတူနိုင်ငံများသည်စစ်အုပ်စုအားကြောတောင်းနောက်ခံပေးနေသည့်ဗန္ဒာရေးနှင့်စိုက်ဘာကွန်ရက်များကိုဖျို့ဖျက်နိုင်သည့်လက်နက်ကရိယာများရှိနေကြသည်ထို့သို့လုံချင်းဖြင့်စစ်တပ်၏တွက်ချက်မှုပုံစံကိုပြောင်းလဲသွားစေပြီးဒေသရင်းနှင့်ကမ္ဘာကြီးအတွက်ပို၍လုံခြုံရလာမည်ဖြစ်သည်။ထို့ပြင်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးခြင်းသည်သာဒီရန်ခိုင်မြဲမည်ငြိမ်းချမ်းရေးမျိုးရစေဖို့မရှိမဖြစ်လိုအပ်သည်ဆိုသည်ကိုရှင်းလင်းစွာအသိပေးထားဖို့လိုသည်။ကျွန်တော်ဤမိခင်နှင့်မြန်မာပြည်အား ကိုမင်းကိုချင်းအုပ်ချုပ်နေသူများလက်အောက်မှာလွတ်မြောက်စေခြင်းသည်ကဘာကြီး၏အကျိုးစီးပွားလည်းဖြစ်သည်မြန်မာပြည်သူများကမိတို့ချမ်းမှတနာဂိယူနာနှင့်ဆက်ဖက်ခြင်းကိုတောင်းခံနေခြင်းမဟုတ်ခိုင်မာသည့်ကိုချင်းတရားဖြင့်မှန်ကန်သည့်အရာကိုလှုပ်ဆောင်ဖို့အတွက်တောင်းဆိုနေခြင်းသာဖြစ်သည်ကျွန်တော်မိခင်အရေးတကြီးလိုအပ်နေသောပြည်သူစောင့်ရှောက်မှုကိုရရှိစေရန်အတွက်တက်ဆိုင်သူအားလုံးနှင့်ဆက်လက်၍ဆက်သွယ်ဆောင်ရွက်သွားမည်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ပြီးဘေးကင်းလုံခြုံမှုမရမချင်းကျွန်တော်ငြိမ်နေမည်မဟုတ် တရားမျှတမှုဒေတာရင်းငင်းချက်ရည်နှင့်လူသားတို့၏ဂုဏ်သိက္ခာအတွက်မြမပြည်လွတ်လပ်မှဖြစ်ပေမည်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည်ပြည်သူသမရာကြီးဦးဝင်းမြင့်လေအသက်84နှစ်ပြည့်မှစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းတို့ဖြင့်အမြန်ဆုံးလွတ်မြောက်ပါစေ